မင်္ဂလာပါရှင်။မိုးသားမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။နာဆတ်ကတက်တွေဟာနောင်စုံမျိုးကိုပြန်လည်ထင်းဆုံးနိုင်အောင်တံပြန်တိုက်စစ်စင်တိုက်ခိုင်းနေရ။တရနန်လီဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာအထိနာနေပြီးတော့တရနန်လီအဖွဲ့ထင်းချုပ်ထားတဲ့ဂုံးတွေကိုတစ်ခုပြီးတစ်ခုပြန်လည်သိမ်းယူနိုင်ခဲ့တယ်လို့မလာ25ရက်နေ့ကလည်းနောင်ချုံမျိုးရွှေအေယာတိမ်ပင်လေးကိုသိမ်းယူနိုင်ခဲ့တယ်လို့သိရပါဗျ။ရုပ်တံပိုင်းထဲမှာနာဆာကတက်တွေရဲ့တံပြန်တိုက်စစ်တွေကြောင့် တရားနာနေဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဘယ်လိုမျိုးဖြစ်နေတယ်လဲဆိုတဲ့အချက်နဲ့ပြီးခဲ့တဲ့ရက်ပိုင်းကလူမှုကွန်ရက်မှာထွက်ပေါ်ခဲ့တဲ့တရားနာနေနဲ့ PDF တွေကိုလက်내ချဖို့တောင်းဆိုတဲ့စာကအစစ်မှန်ဟုတ်မဟုတ်စွာကို ပြောပြပြီးတော့မှဖြစ်ပါတယ်။ဒီအခြေအနေလေးမစတင်ခင်မှာတော့ Motor Media Channel ကို Subscribe နဲ့ Like နဲ့ Share လုပ်ပေးပါအောင်ရှင်။ပြိုင်တဲ့ကြီးရဲ့နာဆက်ကတက်တွေဟာမလဆန်းပိုင်းကစပြီးတော့ တောက်ခန်းကိုထိန်းချုပ်နိုင်ခဲ့ပြီးနောက်လက်ရှိအချိန်မှာနောက်ကျုံမြို့ထိထိုးစစ်ဆင်တိုက်ခိုက်ရရှိနေရာတောင်တရန်နယ်နေဦးဆောင်တဲ့ပူပေါင်းအဖက်တွေရဲ့စက္ကန်းကုန်းတွေကိုတခုပြီးတခုသိမ်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။နာဆာကတပ်တွေကမြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာလူဆဲဝင်စားမှုအများဆုံးတိုက်ပွဲတစ်ပွဲတစ်ခုဖြစ်ခဲ့တယ်လို့ရပောင်းနေရာနီးပါးကြားတိုက်ခိုက်ခဲ့ရတဲ့တောင်ခန်းတိုက်ပွဲမှာအကောင်းဆုံးပုံစံမျိုးနဲ့လက်တွဲညီစွာတိုက်ခိုက်ခဲ့ပြီးနောက်လက်ရှိအချိန်မှာနောင်ကျော်မြို့ကို ဥတီတိုက်ခိုက်နေရလို့သိရပါတယ်။နာဆာကတပ်တွေဟာနောင်ကျုပ်ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့စစ်ကြောင်းအနေဆုံးနှစ်ကြောင်းနဲ့တိုက်ခိုက်နေခြင်းဖြစ်ပြီး drone တပ်ဖွဲ့တွေလေကြောင်းတိုက်ခိုက်မှုတွေနဲ့နနေ့ကြီးပြစ်ခတ်မှုတွေကိုပူပေါင်းပြစ်ခတ်တာတွေလှုပ်ဆောင်ခဲ့ရာတရနန်လေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေအထိနာနေပြီးစက်ကန်းတွေကိုတခုပြီးတခုပြန်လည်လက်လွတ်နေရတယ်လို့သိရပါဗျ။တရနန်လေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာ NASA ကတက်တွေရဲ့ ်တံပြန်ထိုးစစ်ကိုတောင်းခံနိုင်ဖို့ရုန်းကန်နေရတဲ့အခြေအနေမျိုးရှိနေကတပ်ဖွဲ့ဝင်တွေကြားမှာလေသဘောထားကွဲလဲမှုတွေဖြစ်ပွားခဲ့လို့သိရပါဗျ။တောင်ခန်းတီသွားရောက်ကူညီပေးခဲ့ဘူးသူကိုခိုင်စောကတော့တမခ71အဖွဲ့တွေဆိုရင်လေတရက်တည်း9ကုံ9ရက်တွေ4ကုံရကြသလို45ကဘုံမူးကြီးမမဝင်းတို့ဆိုရင်လေဒက်ဘရိတ်ထဲနဲ့10ကုံတွေပါရီဆွဲပြကြဗျ။ဟိုနေ့ကလည်းဘာဘာညာညာထက်ရတဲ့အပြင် ဒီရက်မှာကိုတိမ်ပင်တဲ့တချို့စကန်တိတက်သိမ်းပြက်လိုက်တယ်။မလာ25ရက်နေ့ကဆိုရင်ရွှေအေရတိမ်ပင်တယ်ဗျ။အဲ့ဒါကြီးကိုရသွားတဲ့ဆိုရဲကအားရစရာပဲ။ဒါအတာမန်ထိုးစီအဟုန်ပဲရှိသေးရဲ့နော်။ထိုးစီအဟုန်ကိုတိတက်မြင့်လိုက်ရင်ဒီငတိတွေဘလို့ဖြစ်သွားမယ်ဆိုတာစဉ်းစားကြည့်တော့ဗျာဆိုပြီးတော့မလာ25ရက်နေ့က၎င်းရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြခဲ့ပါတယ်။ရွှေအေရတိမ်ပင်လေတောင်မှာနာမည်ကြီးအပန်းဖြေစကန်တခုဖြစ်ပြီးတော့ဒေါက်တာတွေမြင့်ပြီးမှတိရှိကော နောင်ကျော်မြုပ်ကိုတိုက်ခိုက်ထိန်ချုပ်ရမှာလက်နက်ကြီးပစ်ကိုအတွက်စည်ရေးပြူဟာအရာအရေးပါတဲ့တောင်ကုန်ဖြစ်ပါတယ်။တောင်ကန်ဟာနောင်ကျော်မြုပ်နဲ့မိုင်းနှက်စက်အကွာမှာရှိနေပြီးတော့နာဆာကတက်တွေဟာတောင်ခန်းကနေနောင်ကျော်မြုပ်ကိုဦးတည်သွားမဲ့လမ်းကြောင်းတစ်လျှောက်ရှိတရန်လန်လေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့ရဲ့ဂုံးတွေကိုတည်ယူနေခြင်းဖြစ်ရာနာဆာကစစ်ကြောင်းတွေဟာနောင်ကျော်မြုပ်လေကောင်နဲ့စနေမိုင်းအကွာဝေးမှာရောက်ရှိနေတယ်လို့ဆိုကြပါတယ်။တပ်မတော်အငိမ့်စားအရာရှိကြီးတဝူကတော့တောင်ကန်းတိုက်စစ်ကိုခြေကျူပါတယ်။ တမ်ရာကောင်ကိုတက်စီမဲ့ထိုးစိတ်ကိုအောင်မြာဆောင်ရွက်ပေးလိုပါပါဝင်တဲ့ကြီးကစစ်သည်အရာရှိတွေဒုံးကြီးအမြောင်တပ်ဖွဲ့ကစစ်သည်အရာရှိတွေရောင်းတပ်ဖွဲ့ကစစ်သည်အရာရှိတွေအမြောင်တပ်ဖွဲ့ကစစ်သည်အရာရှိတွေအားလုံးကျေးဇူးတင်လေးစားပါတယ်နောက်ဆိုသင်ပြီးတာနဲ့အကြီးကျယ်ကုန်ပြုတ်ပေးပါနောက်ပြီးအင်အားဖြည့်ပါကြောင်မဲတီဘောကိုလေချောင်းကနေစစ်စစ်ညညက်ကြအောင်ခြေပါကြောင်မဲတီဘောမှာဒီလာရှိုးအထိအောင်မြေချက်ဖို့တိုက်တွန်းအပ်ပါသည်ခမညာဆိုပြီးတော့ မူသားမီဒီယာ channel ရဲ့ဆက်သွယ်မေးမြန်းမှုကိုဖြည့်ဆို့ခဲ့ပါတယ်။နာဆာကတက်တွေရဲ့တံပြန်တိုက်ဆဲကြောင့်တီယန်နလင်ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာအထိနာပြီးဂုံးတွေကိုတခုပြီးတခုလက်လွတ်နေရတယ်လို့ထွက်ပြေးမှုတွေရှိလာတယ်လို့တီယန်နလင်အဖွဲ့နဲ့ဤဆက်သူတွေရဲ့လူမှုကွန်ရက်တွေမှာတင်ထားတဲ့ post တွေကသိရပါတယ်။တက်တောင်ညာနေကစစ်စင်ရေးဒုတိယပိုင်းစတင်ခဲ့ပြီးနောက်မကြာမီတီယန်နလင်ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာ2024ခုနှစ်ဇွန်လမှာနောင်ကြိုမြို့ကိုထိန်းချုပ်နိုင်ခဲ့ပြီးမြေ လက်ရှိအချိန်မှာတော့ NASA ကတက်တွေရဲ့တံပြန်တိုက်စစ်ကိုတောင်းခံနိုင်အောင်ဗတ်ပေါင်းဆောင်ကဂျိုးပန်းရောက်ပဲရှိနေပါတယ်။တောင်ခံလို့နာမည်ကြီးပေမဲ့တက်စကန်ဆိုင်ရာကတော့တောင်ခံတယ်မကပဲ။တောင်ခံပိပတ်ပတ်လေကရွာတွေဂုံးတွေမှာလဲတက်စကန်တွေတရှိထားပြီးစင်းမြေပြင် area ဟာကျဲပြန့်ကရှမ်းတောင်နဲ့ရှမ်းမြောက်ကိုအ धिक ဆက်သွယ်ပေးထားတဲ့တံတားနဲ့လမ်းကြောင်းတွေတရှိထားပါတယ်။သေးစိတ်ဝင်စားသူတွေကြမှာလဲနာဇကတက်တွေဟာတောင်ခံကိုထိန်းချုပ်နိုင်ပြီးဖြစ်တဲ့အတွက် နောင်ကြုံမြုပ်ကိုပြန်လည်သိမ်းယူနိုင်မဲ့အလားလာကောင်းနေရှိနေပြီ။တရားနာနေဦးဆောင်တဲ့ပူပေါင်းအခွဲတွေကတော့နာဆာကာတက်တွေရဲ့ထိုးစစ်ကိုတောက်ခံနိုင်အောင်ကြိုတင်ခန့်စစ်ပြင်ဖို့စီစဉ်နေရမျိုးကိုသာအဓိကထားလှုပ်ဆောင်နေရတယ်လို့သိရပါဗျ။နောင်ကြုံမြို့ဟာရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲခိုင်မှာပါဝင်ပြီးတော့မန္တလေးမြို့ပြင်ဦးလေးမြို့ကြောင်မဲမြို့တိဘောမြို့နဲ့လာရှိုးမြို့တွေကိုမန္တလေးလာရှိုးလမ်းမကြီးနဲ့မြရထားလမ်းတွေနဲ့ဆက်တွေသွားလာနိုင်တဲ့နေရာဖြစ်ပါတယ်။ နာဆာကတက်တွေရဲ့တံပြန်တိုက်စစ်ကြောင့် TNN နဲ့ဦးဆောင်တဲ့ပူပေါင်းအဖွဲ့ဝင်တွေစက္ကန့်တွေလက်လွတ်နေရကြိမ်ပါပဲမလ26ရက်ရက်တက်ဆွဲထားပြီး TNN နဲ့ဦးဆောင်တဲ့ပူပေါင်းအဖွဲ့ဝင်တွေကိုလက်နဲ့ချဖို့တိုက်တွန်းတဲ့စာရီလည်းပြန့်နှံ့လာခဲ့ပါတယ်။အဲဒီစာရီမှာနောင်ချိုမြို့အတွင်းက TNN နဲ့ PDF ညီကိုရီတည်စီရန်ကောင်းစဉ်တက်ထားပြီးနောင်ချိုမြို့ကိုမကြခင်မှာပြင်းပြင်းထန်ထန်တိုက်ခိုက်တော့မှဖြစ်တဲ့အတွက်နောင်ချိုမြို့အတွင်းက TNN နဲ့ PDF ညီကိုရီအနေနဲ့ နက်နဲ့ချမလားအသေးခံပြီးတိုက်မလားအသေးမခံဘဲနောင်ချိုမျိုးကထွက်သွားမလားဆိုပြီးရေးသားဖော်ပြထားပါတယ်။ဒါပြင်နက်နဲ့ချမယ်ဆိုရင်အသက်ရှင်တန်ဝင်ရမှာဖြစ်တယ်လို့လက်ရှိဘဝကိုလည်းအေးအေးချမ်းချမ်းဖြတ်တန်းလို့ရမှာဖြစ်တယ်လို့အရေးစာရင်မှာရေးသားဖော်ပြထားပါတယ်။တိုက်မယ်သို့မဟုတ်နောင်ချိုမျိုးကဆုတ်ခွာမယ်ဆိုရင်တော့လက်ကြံဘဝကိုမတိကျမရေရာတဲ့အခြေအနေနဲ့ဖြတ်တန်းရမှာဖြစ်ပြီးအကိုတို့ကြက်ရရွေးချယ်ပါလို့စာရင်းမှာဆက်လက်ရေးသားထားပါတယ်။ ။ဒါပြင်အရိစာရဲမှာဒီစာရပြီ၃ရက်တွင်အကြောင်းပြန်ပါလို့ရေးသားဖော်ပြထားလို့သိရပါတယ်။ TNN အနေနဲ့ PDF တွေလည်းနဲ့ချဖို့တိုက်တွန်းနေစာတစ်ကြောင်ထပ်ပေါ်လာခဲ့ပြီးနောက်လူမှုကွန်ရက်၃၀သူတွေကြားမှာလည်းစိတ်ဝင်စားမှုမြင့်တက်နေခဲ့ပါတယ်။တောက်ကန်းတိုက်ပွဲတီတော်ရကွန်ကြီးပေးခဲ့သူကိုခိုင်စော်ကတော့လူမှုကွန်ရက်မှာထပ်ပေါ်လာခဲ့တဲ့ TNN အနေနဲ့ PDF တွေလည်းနဲ့ချဖို့တိုက်တွန်းတဲ့စာနဲ့ပတ်သက်ပြီးတော့မလ26ရက်နေ့မှာတုံ့ပြန်ရေးသားတာတွေလည်းရှိခဲ့ပါတယ်။ကိုခိုင်စော်က ဲ့ဒီစာအတုပါအတုဆိုတာတည်းဘသူလက်ကမြင်းကြောထပြီးရေးထားလဲမသိဘူးဆိုတာကပုံမှန်ပါလိမ့်မယ်အလော်လွန်တာတွေအမလွန်တာတွေဟာခေကုံသွားပါပြီလိုင်းမမှာလိန်နဲ့သားကပုံကျဲ DB 3000ဆိုပြီးရေးကြဖွားကြရှယ်ကြနေပြီမြေပြင်မှာကိုဘက်ကလူတွေခံနေကြတဲ့ဟာမျိုးတွေတွေ့ခဲ့ပူပါတယ်ဒုတိယကဘာစဲအတွင်းမှာတောင်တရက်သေးတနေရာတဲ့3000မကြာဆုံးကြပါအကျိုးဆက်ကတော့မိမိတို့ကိုထောက်ခံစာနာနားလည်ပေးနေတဲ့သူတွေဟာကိုယ့်လူတွေနိုင်နေရပဲဆိုပြီ မိမိတို့လူတွေခံနေကြတာကိုခံစားမှု စာနာမှုမရှိတော့ပါဘူး။တလောကလည်းညောင်ကျိုးဘက်ကတမ်းမတော်သားတွေဟာထမင်းအောင်ချက်စားကြမလို့ပဲဘေးကရွာတွေကထမင်းတုပ်တွေအရှံပဲလာပို့နေရဆိုပြီးဖတ်ရပါတယ်။မြမစစ်သမိုင်းမှာပထမဆုံးထမင်းချက်စားကြမလို့ပဲစစ်တိုက်ရတဲ့ညောင်ကျိုးလူသားစိတ်ထဲကပျော်ရင်နဲ့ပြောင်းနေလိုက်ပါတယ်။အကျိုးဆက်ကတော့ညောင်ကျိုးကိုကယူနာတက်မှုအတိုင်းနာတစ်ခုရောပါသွားခဲ့လေရဲ့။မိမိတို့ရဲ့ပင်မအဲ့ဒီညားစစ်ဦးဟာညောင်ကျိုးကိုရောက်ဖို့ဆက်နမိုင်လိုပါသေးတယ်။ ဒေသတွေမှာရွှေမှုတော်ရွာ၊ကံကြီးရွာနဲ့နောင်ချိုမြို့အဝင်တို့မှာရန်သူတွေရအလွန်တောင့်နေတဲ့ခန်းစစ်တွေနဲ့မိမိတို့ကိုစောင့်ကြိုနေပါတယ်။ပေါ်ကားတဲ့ကလို့လွယ်လွယ်နဲ့မိမိတို့ဓာရီကိုကြော်ပြနိုင်မယ်လို့ထင်နေရင်ဖွားနေရင်လော်နေရင်တော့အသက်သွေးချွေးတွေစတဲ့ပြီးတော့မိမိတို့စစ်တီဝီရဲ့ဆုံးလွတ်ဆွန်းစားမှုတွေကိုတည်တည်ညာလင်းလျှောက်ပါတယ်။မဖြစ်တဲ့မှာလုံးဝလုံးဝမဖြစ်တဲ့မှာဆိုပြီးတော့၎င်းရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်ရှင်။